အခြေခံကြောင်းဖွင့်ရသည့်အချိန်ရောက်ပေမဲ့မန်းလေးမှာရိုးရလွဲရောင်းဝယ်ကမနစ်ကထက်ထပ်ဝက်လောက်ကျဆင်းနေရလို့လွဲရေးလုပ်ငန်းရှင်တွေကပြောပါတယ်တာယာကသတင်းပေးပို့ထားတာပါခင်ဗျာအခြေခံမီနာကျောင်းသားကျောင်းသူတွေအတွက်ကျောင်းသုံးပစ္စည်းတွေအဝယ်တွက်နေတဲ့အချိန်ဖြစ်ပေမဲ့မြမလက်မှုလွဲရေးအရောင်းဝယ်ကတော့ဤနေပါတယ်လွဲရေးရကန်းတဲ့လုပ်ငန်းမှာလည်းကြိုတင်အမာရယ်တွေယွန်နေသွားတယ်လို့လုပ်ငန်းရှင်တချို့ကဆိုပါတယ်ထပ်ဝက်လောက်တော့ရောက်ပါတယ်ထပ်ဝက်လောက်ရောက် အရင်ကအရင်ကတအားတက်ပါတုံတဲ့6နဲ့9နဲ့တုံးရတော့တအားဘယ်ကလာတလာကိုတောင်းချစ်ခဲ့ပါအဲအခုကတော့3000 4000ဆိုတာကိုမနဲ့ဆိုတော့ထောက်ဝက်ထောက်ဝက်ကြဆင်းတယ်ရိုးရလက်မှုလွဲတွေအယောင်းဝယ်ယောနေတာဟာပညာရှင်ယောနေတာနဲ့အလုသမားယောနေတာတွေကလည်းအကြောင်းတစ်ခုအနေနဲ့ရှိနေပါတယ် ရွေးရလွယ်ဤတွေကိုစိတ်ဝင်စားမှုရောင်းရခြင်းကလည်းမြမလက်မှုပညာကိုချိန်ချောက်နေမှုဖြစ်နေတယ်လို့လည်းဆိုပါရစေ။ကျောင်းလျာလို့ရမယ်ကျောင်းလျာအားလုံးလွယ်ဤပဲရွေးရလွယ်ဤပဲလွယ်ရမယ်။ကျောင်းလျာအားလုံးမှာရွေးရစားစားတွေပဲထားရမယ်။ဟုတ်ပြီနော်ဒီလိုစားစားတွေထားတာတွေကဘာဖြစ်တယ်ညာဖြစ်တယ်ဖြစ်နေမှာသာဟိုကောင်းမောင်းထားမယ်မိုဘိုင်းထုတ်ထားမယ်မားထားမယ်ထားကြည့်ပါထားကြည့်ရင်ကျတော့ဘယ်ကြည့်ရအောင်တော့ဘုမတ်ကျုပ်လူကတိတ်ချီမလို့ပြ တော့ပေါ်မောင်းလို့လို့တင်းချီဘယ်လိုမှမလုပ်ရလဲအများကြီးမလုပ်ဘူးအဲ့ဒီမှာအစိုးရကအဲ့လိုတတ်မှတ်လိုက်တကယ်တကယ်တော့တတ်ရင်အကုန်လုံးကဆရာဟိုခါရဲဟိုဇင်းလို့ရတယ်တန်းလာတော့နော်နော်ဇိပတ်တဲ့ဝင်လာမယ်အဲဘုံမလူတွေများလာမယ်အဲ့လိုပဲကျွန်တော်ပြောပြရင်ကရကန်လုံးနေတဲ့ဒေသတစ်ခုက အရင်ဒီဒီနှစ်မှာလုတ်တက်ပြီးခါပါတော့100ရှိတယ်ဆိုရင်အဲ့100ကိုရှင်းနှစ်မှာရှိပါမလားလို့တွက်နေတာ50လောက်ပဲကျန်မှမှာတွက်တကယ်လားရိုးရအောင်ထင်းနေရိုးမှာပစ္စည်းတွေပဲတော့တော့ဖဲမယ်ဒါကျွန်တော်မတက်နိုင်ဘူးလေဒီဒီငယ်ငယ်တော့ပေါ့တကယ်ကိုတကယ်မှမလို့လုတ်ပြီးနေဆိုရင်မင်းလေးတစ်ချက်လောက်ပဲကျောင်းမှာအစားတော့ရောင်းတာလေဒီမှာတုံးတဲ့အားပဲရောင်း လို့လည်းဒီလိုလိုရမယ်ဘုရားဆိုရင်ခရာဘာဖြစ်တာဟိုဘုံကဘာလဲလောအားကြီးတားကြီးလိုလားအခြေခံလူန်းစားတွေတုံးဆက်နေအောင်ရိုးရာလွယ်အိတ်ကကြက်တထောင်ကျော်ကနေစတိုင်အဖြစ်အလှသုံးလွယ်အိတ်တွေအတွက်တအိတ်ကြက်တောင်းကျော်အထိရှိပါတယ်။ကျောင်းခွင့်ကျင်ရသည့်ရောက်မှသာ ကျောင်းသုံးပစ္စည်းအယောင်းဆိုင်တွေများပြလာပြီးမဲ့လွယ်အိတ်တဲ့ကျောင်းပွဲအိတ်ကိုအသုံးပြုရတာတွေကိုကျောင်းသားတွေကပုံမှန်စိတ်ဝင်စားကြတယ်လို့ကျောင်းသားတချို့ကဆိုပါတယ်ရှင်။ကျမကတားရပါရှင်။